ောင်းနမရကြတော့အေးအေးမြင့်ကနေပြောမြင့်နေတာဖြစ်ပါတယ်။သူမိသားရဲ့မိကွန်ပြေဆောင်လာကြတော့ပိစာသမုပ္ပတ်တိမတရားရမှာလားဝိပဿနာအထုတ်တယ်ဆိုလို့ရှိရင်ပိစာသမုပ္ပတ်ဆက်ဝိုင်းကြီးကိုမတင်လို့မသိလို့မရဘူးလားပိစာသမုပ္ပတ်ဆက်ဝိုင်းမသိပဲနဲ့တရားရသွားတဲ့သူတွေမနေတော့ပါလားအဲ့ဒီမိကွန်တွေကိုသင်္ကာရှင်းအောင်သိကြမှာလေဆရာဆိုပြီးအမိထားတာဖြစ်ပါတယ်ဘယ်မှာဆိုပိစာသမုပ္ပတ်တိမတရားရမှာလားနော် ကောရမေမြတ်စွာဘုရားလုံးတော်ဟာဗောဓိပင်နဲ့ရှင်ပလင်ထက်မှာဘုရားမဖြစ်တော်မူဘူးကနော်။ဒါနဲ့မိုးသောရံချိန်မှာအတုမရှိသောအကျင့်သီလနဲ့ဉာဏ်ပညာတို့ပြည့်ပြည့်စုံတဲ့အစဉ်တွေခေါ်တဲ့ဗောဓိဉာဏ်မရခင်မှာပရိစ္ဆကမုပ္ပတ်ကိုအနုလောမဆင်ခြင်းတယ်။နောက်ပฏิလောမပြန်ဆင်ခြင်းတယ်အပြန်။နောက်အနုလုံပฏิလောအနုလောမပฏิလောမဆင်ခြင်းတယ်။အဲ့လိုဆင်ခြင်းပြီးတဲ့နောက်မှာတတ္တိဉာဏ်ရဘုရားဖြစ်တယ်။နောက်တစ်ခုထပ်ပြောမယ်။ကောရမဘုရားရှင်အလောင်းတော်မှာမဟုတ်ဘူး။ ဘယ်ဖရာအလောင်းတော်ဖြစ်ဖြစ်ပရိစ္ဆေသမုပ္ပါကိုအဲ့လိုမစင်ကျင်မဲနဲ့ဖရာဖြစ်ကိုမရဘူး။ဒါဆိုအရတမရတဖို့မရဘူး။အဲ့တော့ဆိုလိုတာကဒါကြောင့်ကျွန်တော်တို့ဥဒန်းတာကရာဆရာကအဲ့ဒီပရိစ္ဆေသမုပ္ပါတည်ဘုဒ္ဓဝိပဿနာလို့အဲ့လိုတော့အမှုန်းတင်ထားတယ်၊ဂုံတင်ထားတယ်။ပရိစ္ဆေသမုပ္ပါမှာကာလ၃ပါးရှိတယ်။အဲ့ဒီကာလ၃ပါးကိုခြေခံပြီးတော့အကြောင်းခန္ဓာဖြစ်ရင်အကျိုးခန္ဓာဖြစ်တယ်။အကြောင်းခန္ဓာချုပ်ရင်အကျိုးခန္ဓာချုပ်တယ်။ဒီလိုဝေဖန်သုံးသပ်ပြီးတော့ရှုမှတ်ပွားများတယ်။ ဲ့ဒါကိုတန်တရာပဋိစ္စသမုပ္ပါဒ်လို့ခေါ်တယ်တန်တရာယူတောက်လျှောက်ဖြတ်ပြီးတော့လောက်တာကာလလေး ਨੇ ဒါပေမဲ့ဟိုညာနုနယ်လေးတဲ့ပုံကိုယ်တွေကသာမန်ဘုရားရှင်တွေကအဲ့လောက်မစွမ်းနိုင်မစွမ်းနိုင်ရင်တန်တရာပဋိစ္စသမုပ္ပါဒ်ကိုလည်းသိုံတော့သိရမယ် just to know ပေါ့တကယ်တမ်းသိရမှာကပိစုပန်ရှိနေတဲ့ခန္ဓာပဋိစ္စသမုပ္ပါဒ်နောက်ခုခန္ဓာမှာအကြောင်းကျိုးတွေ ਨੇ အဲ့ဒါကိုရှုမြင်ပွားများရတယ်ပေါ့နော်အဲ့လိုရှုမြင်ပွားများရင်ခုနပြောတဲ့အရိယာဖြစ်ကိုရောက်တယ်မဉ္ဇဉ်ပုံညာဖြစ်ကိုရတယ်တရားကိုသိတယ် ပရိစ္ဆေသမုပ္ပါဒ်ကိုတည်သောသူသည်တရားကိုတည်သောသူဖြစ်၏လို့မူလဘာနာသာပါဠိတော်မှာမြတ်စွာဘုရားရှင်ကိုရတိုင်းဟောထားတယ်ဘုရားဟောရင်မဘောမမှားဘူးဒါကြောင့်ပရိစ္ဆေသမုပ္ပါဒ်ဒီမှာတရားရမှာလားဆိုတော့ပရမမေကံကိုဖြည့်ရင်ဒီအကြောင်းချက်တင်နေဟုတ်တယ်လို့ပဲဖြည့်ရမယ်နော်ဒုတိယဟာကြီးပြောဒုတိယမေကံကကြတော့ဝိပဿနာအားထုတ်မယ်ဆိုလို့ရှိရင်ပိစ္ဆာသမုပ္ပါဒ်ဆက်ဝိုင်းကြီးကိုမတင်လို့မတိလို့မရဘူးလားဆိုမိထားပါဘူးဝိပဿနာကိုအုံရောရောကြောက်ရောရောမဟုတ်ဘဲနဲ့တိတိပပ ကျင့်သုံးမယ်ဆိုရင်ပရိသတ်သုံးဥပါတရားကိုပယ်မရမယ်။စောင်းရပါလေခဏထားတော့သင်လို့သင်ရလိမ့်မယ်။ဘာကြောင့်လဲဒီလား။ခန္ဓာအာယနဓာတ်သစ္စာပရိသတ်သုံးဥပါတကိုဆောင်းတချပြသင်တွေးအံ့ရရှုမှတ်ပွားများသူသည်ကလျာဏဘုရားရှင်မြည်ဤလို့လက်ခံထပ်ကြမှာပေါ်ပြတာလေ။မသင်လို့မရအောင်။လောကမှာမသင်မဲ့တတ်တာ၂ဥပဲရှိတယ်။ဘုရားရဲ့ပစ္စည်းကဘုရားရဲ့ပဲရှိတယ်။ကိုယ်ရေချင်းကိုကြည့်လေနော်တသင်ကိုသင်ရမယ်။အရှင်သာရိပုတ္တရာဒီပင်နဲ့ ဉာဏ်ပညာအကြီးဆုံးပုဂ္ဂိုလ်စီပင်နေအရှင်အသက်စီထံကရေဓမာဟိတုပ္ပဘဝမတင်မကြားရင်ဘာမှမဖြစ်ဘူးချာချာလက်ခတ်နေတာအဲ့တော့ကိုယ်ရည်စုံဗာပြရမလဲပရိစ္ဆေသမုပ္ပါကိုသိရမယ်သို့တော့ပရိစ္ဆေသမုပ္ပါဟာအခက်ကြီး၄ပါးထဲမှာတစ်ခုပါတယ်သစ္စာ၄ပါးပဋိသင်္ခေနေကံတတ္တဝါတို့ရဲ့ဖြစ်စဉ်ပရိစ္ဆေသမုပ္ပါအဲ့ဒါဗုဒ္ဓဘာသာမှာအခက်ကြီး၄ပါးပဲအဲ့ဒီလိုအခက်ကြီး၄ပါးထဲမှာပါတဲ့အတွက်အထာဂရာကျမ်းပေါင်းများစွာကိုပြုစုရေးသားတော်မူခဲ့တဲ့ဆရာရှင်တစုဖြစ်တဲ့အရှင်မဘုရဂောသာဟာ အဲ့ဒီပဋိစ္စသမုပ္ပါဒ်ကိုဆက်ဝိုင်းလေတဲ့ပုံစံတည်ထွင်ပြီးတော့ဟိုရေးသားခဲ့တယ်။ဒီခုဖြစ်ဆိုရင်တော့မုခုဆက်ဝိုင်းနေလို့ပေါ့ဗျာ။မုခုဆရာတော်ကြီးလည်းအဲ့လိုထွင်ခဲ့တာပေါ့နော်ရေးသားခဲ့တယ်။ဒါပေမဲ့ဒီမှာပြောလို့ရတာကဆက်ဝိုင်းဖြစ်စီဇရာဖြစ်စီလေးတော့ဖြစ်စီတတိကံဖြစ်စီအဲ့ဒီထဲမှာပါနေတဲ့သဘောတရားကလည်းအဓိကဖြစ်တယ်။ပဋိစ္စသမုပ္ပါဒ်သဘောတရားအဓိကဖြစ်တယ်။အဲ့ဒီသဘောတရားတွေကိုမြတ်စွာဘုရားရှင်ကိုယ်တော်တိုင်ရှုမှတ်ပွားများဟောကြားခဲ့တဲ့ဟာတွေဖြစ်တယ်။ဒါကြောင့်ဘုရားကိုယုံကြည်တဲ့ပုဂ္ဂိုလ်တွေဘုရားနဲ့ပြခဲ့တဲ့လမ်းစဉ်နဲ့အမတ္တနယ်မြေကိုခြိတတ်တဲ့ပုဂ္ဂိုလ်မှန်တယ်များဟာ ုဒ္ဓမြတ်စွာဘုရားရှင်ဟောကြားရှုမှတ်မှတ်သားခဲ့တဲ့ပရိစ္ဆေသမုပ္ပါကနေခြော်ပြီးတော့ထွက်သွားစရာလမ်းတူးမှမရှိဘူးပေါ့နော်။ဒါကြောင့်ပရိစ္ဆေသမုပ္ပါကိုပြန်ပြီးတော့သုံးသပ်ရင်ဆက်ဝိုင်းဒီအဓိကမဟုတ်ဘူး။အဝိုင်းကအဓိကမဟုတ်ဘူး။ကြောင်းဆရာအမြင်နဲ့ပြောရင်တော့သင်္ဓဝူပစ္စည်းလောက်ပဲရှိတယ်။တို့တော့လေဒီထဲမှာပါတဲ့ပရိစ္ဆေသမုပ္ပါတရားအတိုင်းအဓိကဖြစ်အဲ့ဒါကိုနားလည်အောင်လုပ်ရမယ်။ပရိစ္ဆေသမုပ္ပါအခြေခံမပါဘဲနဲ့စတန့်ထွင်လာတဲ့ကမ္မထမ်းဆိုရင်ဘယ်တော့မှတရားစစ်တရားမှမတွေ့နိုင်ဘူး။ခုံကျော်ပြီးသွားတယ်။ဟုတ်ကဲ့။ ွေးခဲ့တယ်ဆိုရင်လည်းမတုဖို့တုပဲဖြစ်မယ်။အဓိကအချက်သတိပေးချင်တာကပရိစ္ဆသမုပ္ပါဒ်ညံစဉ်16ပါးမှာဒုတိယမြောက်ဖြစ်တဲ့ပစ္စယပရိခဏညံဖြစ်သလိုနိဗ္ဗာန်ကိုထောင်ပြီးတော့တက်ရတဲ့ဝိသုဒ္ဓိ9ပါးလို့ကိုလည်းညံလှေကားမှာလည်းပဲစရုဒ္ဓမြောက်ဖြစ်တဲ့ကင်္ခာဝိတရဏဝိသုဒ္ဓိဖြစ်တယ်ဆိုတာကိုမမေ့ဖို့အရေးကြီးတယ်။ဟောဒါကြောင့်စဝန်ပစ္စည်းလေးတော့ပစ္စည်းပိဿသုံးခွဲ့ရဲ့သဘောတရားကိုတော့သင်ကိုသင်မှရမယ်လို့ဒါလေးပြချလို့လဲနောက်တစ်ခုပါပါမယ်ဟုတ်ကဲ့ပါဆရာနောက်တစ်ခုကကြတော့ဒီ ပိစာသမုတ်ပတ်ဆောင်ရမသိပဲနဲ့တရားရသွားတဲ့သူတွေမဲတော့ပါလားအဲ့ဒါကတော့သူ့အထင်ပဲမဟုတ်ဘူးပိစာသမုတ်ပတ်မသိပဲနဲ့တရားရသွားတဲ့သူတွေမနေတော့ပါလားဆိုတော့သူ့အထင်မြင်ပြောတာမရှိဘူးတရားမှမရှိဘူးဘာကြောင့်ပြောရသလဲလို့ဆိုတော့တရားတော်တွေထဲမှာအတူဆုံးတရားရှိတယ်ကျွန်တော်ဘုရားဘာသာသူတွေကသုံးပုံမှာအဲ့ဒါဘာလဲသိလားဒိဋ္ဌိဒိဋ္ဌာမတံဘဝသတိမုတ္တေမုတ္တမတံဘဝသတိဝိညာဉ်ဝိညာဏမတံဘဝသတိပြီးသွားအောင်အဲ့ဒါကြတဲ့ခုရောက်တယ်ရဟန္တာဖြစ်တယ် ဒိဋ္ဌိဒိဋ္ဌမတ္တံဘဝိသတိငြင်းငြင်းကနဲ့ရက်လို့ဘုရားဒါပဲပြောတာကျန်တာကအဲ့ဒီနာကြတဲ့လူကသူ့ကိုညံချဲ့သွားတာအဲ့တော့ဒီနေရာမှာဗမာပရိသတ်သမုပ္ပါကိုသင်သွားလို့လဲလို့ဆောရကတက်เสียရှိတာပေါ့အမှန်တော့သူမသိလို့အဲ့ဒါကိုလည်းမြတ်စွာဘုရားရှင်ကသိပြီးတော့ဘေးပတ်ဝန်းကျင်ပရိသတ်လည်းမသိဘူးမသိတဲ့အခါကျတော့မနုဿပုဒ္ဒါဟောတယ်မနုဿပုဒ္ဒါဒီမှာဒီလိုဒိဋ္ဌိဒိဋ္ဌမတ္တံဟောလိုက်ရတယ်ဘယ်လိုနားလဲသွားလဲရှင်းပြလာရဲ့အများပင်ကရှင်းသွားအောင်အဲ့တော့ခုနကမနုဿဗုဒ္ဓါပြောတယ်ရှင်းပြရတယ် မျက်စိဖြင့်အစင်းကိုမြင်ရတဲ့တတိကင်းမဲ့လျက်ပြည့်သက်ဖွယ်အာယုံနမိတ်ဖြစ်ယူသောသူသည်ထိုအာယုံ၌ပြင်းစွာခံစား၏ထိုအာယုံသည်လည်းအပြင်း၌ဆွဲလျက်တည်၏ထိုဆွဲတည်သောအာယုံကိုခံစားသည့်ဝေဒနာတို့သည်လည်းတိုးပွားလာကြကုန်အဘိဇ္ဇာလောဘများညှင်းနွမ်းလာအဘိဇ္ဇာလောဘတို့နှင့်ညှင်းနွမ်းလာစိတ်ပင်ပန်းရပါ၏ဤသို့ဖြင့်နိဗ္ဗာန်နှင့်ဝေသောမျက်စိဖြစ်ကြရပါ၏တခါတော့ပြောတာသူခံစားရရတာပြီးကြတဲ့သူကဗျာတိကြီးကကိုသူပြန်စင်းစားခုနကလည်းကြောင်းများ မျက်စိဖြင့်အရှင်းကိုမြင်ရ၌တတိကင်းမဲ့လျက်မှာတတိကောင်းစွာရှိလျက်နှစ်သက်ပေါ်အာယုန်နမိတ်ဖြင့်မယူသောသူသည်ထိုအာယုန်၌ပြင်းစွာမခံစားထိုအာယုန်သည်လည်းအတွင်း၌ဆွဲလျက်မတည်ဆွဲလျက်တည်သောအာယုန်ခံစားသည့်ဝေဒနာတို့သည်လည်းမတိုးဝါအဘိဇ္ဇာလောဘတို့နှင့်ကင်းရှင်းလျက်စိတ်သည်လန်းဆန်းပါ၏ဤသို့ဖြင့်မျက်စိနှင့်နိဗ္ဗာန်နှင့်ဤသောမျက်စိဖြစ်ခဲ့ရပါ၏နိဗ္ဗာန်နှင့်ဤသောနာနိဗ္ဗာန်နှင့်ဤသောနှာခေါင်းနိဗ္ဗာန်နှင့်ဤသောရှားတောက်လျှောက်ပြောတာနိဗ္ဗာန်နှင့်ဤသောကိုဆိုလိုတာကမျက်စိဖြင့်အရှင်းကိုမြင်ရ၌တတိကောင်းစွာရှိလျက်နှစ်သက်ပေါ်အာယုန်နမိတ်ဖြင့်မယူသောသူသည်စား နမိတ်ကိုမယူကြရောင်ချမင်းကနမိတ်ကိုမယူရပြုံးနေကြတာမယူရဘာကြီးလဲရုပ်နံကိုယူလိုက်တာနာယုတ်နှစ်ပါအဲ့ဒီနာယုတ်နှစ်ပါကလည်းဒွါရအာယုံတိုက်တို့အကြောင်းနဲ့အကျိုးဖြစ်ပေါ်လာတယ်ဆိုတော့ပရိစ္ဆသမုပ္ပတ်ပြီးတော့အဲ့ဒီမှာဆွဲမတည်တဲ့ဝေဒနာဟူဒီလည်းတိုးပွားမှုမရှိစားဝေဒနာနိရောဓတဏှာနိရောဓအကုန်လုံးပရိစ္ဆသမုပ္ပတ်တွေရှိပဲအဲ့ဒါကိုနားမလဲတော့ဒိဋ္ဌိဒိဋ္ဌိမှန်တဲ့ဘုရားသတိသူ့ရဲ့ပါရမီဉာဏ်ကြည့်ပြီးဘုရားဟောတာလေနော်အဲ့ဒါကြောင့်ပရိစ္ဆသမုပ္ပတ်မသိဘဲနဲ့ တရားဟောတရားရတဲ့သူတွေမနှဲပါလားဆိုမရှိပါဘူးလို့เนาะအတူဆုံးဖြစ်တဲ့ဒိဋ္ဌိဒိဋ္ဌိမတ်တန်ဒီမင်းနဲ့ပရိစ္ဆေသမုပ္ပတ်ဒီတဲမှာတောင်းတမောင်းထားတယ်သိကိုသိသွားတယ်အမှန်တော့ပရိစ္ဆေသမုပ္ပတ်ဒီကျင့်ရမယ်တရားကျင့်တရားမစွမ်းနိုင်တဲ့သူကကျင့်ရမယ်တရားအတွင်ပြောင်းပြီးတော့ကျက်တရားဖြစ်ပြီးတော့အဲ့လိုမျိုးတွေဖြစ်နေတာเนาะအယူမြင်နဲ့လွဲနေတာပရိစ္ဆေသမုပ္ပတ်ဝိညာဉ်ကဝိညာဉ်နဲ့ကျက်ပြီးတော့အဲ့ဒါပြီးပြီးပြီးရနေပြီပေါ့เนาะဟိုတိရဘာတိစ္ဆာမပွားတာဘာတိစ္ဆာနဲ့အဲ့လိုတွေအာယုံပြီးတဲ့ခါကျတော့ဟို ရှင်တရားကိုကြက်တရားဖြစ်နေတာပေါ့နော်အဲ့ဒါလေးကိုသတိထားဖို့ကောင်းပါလေနော်ဖြေကြပါဟုတ်ကဲ့ပါဆရာဆရာအခုလိုမျိုးဖြေကြပေးခဲ့တဲ့အတွက် online ပေါ်ကနေပြီးတော့မြင်းမြန်လာတဲ့မိဘပြည်သူများအနေနဲ့ကျန်တဲ့နှစ်သက်လိုက်မယ်လို့ယုံကြည်ပါတယ်ဆရာအခုလိုမျိုး online ဓမ္မအမေးဖြစ်များအစီအစဉ်မှာဖြေကြပေးခဲ့တဲ့အတွက်ဆရာကိုတို့တို့ရဲ့ Adobe channel ကကျေးဇူးအထူးပဲတင်ရှိပါတယ်ဆရာကျွန်တော်လည်းအထူးကျေးဇူးတင်ပါတယ်